ကျေးဇူးတင်စကားလေးနဲ့တူပြောင်းလဲဖို့ကြိုးစားနေကြအောင်ဆိုလာတဲ့နော်ဖို့ကျမရင်းဒေဆယ်လေးပေတီတူ channel လေးကနေပြန်လေးကကြိုဆိုလိုက်ရပါပြီ။နော်ဖို့ကတော့စာလေးတစ်ခုနဲ့တူလမ်းပိုင်နဲ့ကိစ္စရတဲ့ပြန်လေးဝင်ချလာခဲ့သူပါ။ချင်းရတော့ပရိသတ်ထံသို့ဆိုတဲ့စာလေးနဲ့တူအမားလေးတွေတွေဝင်ချခဲ့ပါပြီ။ဒါကြောင့်လေလမ်းပိုင်နဲ့ကိစ္စတွေဟာအမှန်တကယ်ဖြစ်ပျက်ခဲ့ကြောင်းထင်ရှားခဲ့ပါပြီ။ဒါပြင်မှာတော့သူရဲ့လုပ်ရက်တွေတွေတင်ငင်းစာတွေပါရရှိခဲ့ကြောင်းဆိုလာခဲ့တာပါ။ ပရိသတ်တွေကတော့အခုလိုဖြစ်ပျက်တွေနဲ့မကင်းနိုင်တဲ့အတွက်နားလည်ပေးနေကြကြပါရီ။ကြာပြင်မှာတော့ပရိသတ်တွေကသာသူ့အတွက်နမတ္တိဖြစ်ကြောင်းကျေးဇူးတင်စကားလေးတွေထည့်သွင်းသွားခဲ့ပါရီ။နောက်ပေါ်အောင်အဆိုပါဖြစ်ပျက်မတိုင်မီအချိန်မှာပဲပွဲတစ်ခုစီကိုတက်ရောက်ခဲ့ရပါရီ။ပရိသတ်တွေကလည်းကျင်းပေါ်မင်းသမီးလေးလာတာကြောင့်အလိုရတပုံရိုက်ခဲ့တာပါ။ကြပါမယ်လေတမီလေးတူခေါ်လာတဲ့မိခင်တူကတော့မျက်နှာလေးပြတ်သွားခဲ့ရပါပြီအဆိုပါမိခင်ဟာတစုံတနော်ရဲ့ဓပုံရိုက်ခြင်းတွေအတွင်းပြုံးရှိကခွင့်တောင်းခဲ့ပါပြီ ဒါပေမဲ့လေသူသမီးလေးကတူတူရိုက်ချင်တာကြောင့်ပုံရိုက်ဖို့ကြိုးစားခဲ့တာပါဒါပေမဲ့လေထွက်ခွာသွားတဲ့နော်ဖို့ကြောင့်မိခင်အနေနဲ့စိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်လက်ရှိချိန်မှာတော့တစုံတနော်အနေနဲ့ထုတ်လုပ်သူတထေကြီးတူနဲ့တူချစ်ရဲတွေတိစောက်ထားနိုင်ခဲ့ပါတယ်ဒါပေမဲ့လေဆိုပါတထေကြီးကပါအရှင်က IS တခုရှိနေခဲ့သူပါဒါကြောင့်လေလွမ်းပိုင်တုန်းကလိုပဲခုံပြန်ကျော်လွှားလုပ်ခဲ့တာမျိုးဖြစ်ကြောင်းထပ်မံဆိုလာခဲ့ကြပါတယ် ပြည်သက်များစုကတော့နော်ဖော်တရားအမှန်တကယ်ပြောင်းလဲနိုင်မယ်လို့မျှော်လင့်နေခဲ့ကြပါတယ်။ဟုတ်ကဲ့ပါ။စုံဒီကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။